ွေးကောက်ပွဲကာလမှာနိုင်ငံရေးပါတီတွေပြည်သူလူထုအားဆန်ပေးလိုက်စီပေးလိုက်ဆိုတဲ့နိုင်ငံရေးကိုအယုံကြည်မရှိကြောင်းနိုင်ငံရေးလှလာတုံးသက်သူဦးထောင်ကျော်က CNN သတင်းဌာနကိုပြောပါတယ်နိုင်ငံရေးပါတီဟာကိုတိုင်းပြည်ကိုတိုးတက်အောင်လှုပ်ဆောင်မယ်လူမှုစည်းဝါးရေးဘဝတွေကိုမြင့်တင်ပါမယ်ဆိုတာမျိုးပြောတင်ပြီးဆန်စီကျက်ဥဝေလိုက်ဆိုတဲ့ပုံစံမျိုးကနိုင်ငံရေးမှာမဖြစ်တင်ကြောင်းသူကထောက်ပြပါတယ်ကျွန်တော်ကလေလူမှုကိုအခုနကလေဆန်ပေးလိုက်စီပေးလိုက်ပါမယ်ဆိုတဲ့နိုင်ငံရေးကိုကျွန်တော် ာဟိုတော့ငါတို့စံပေးနေကြတယ်ဆိုကြမှာဒါဒီမဲဝယ်ခြင်းတစ်မျိုးဖြစ်တာပေါ့ဒါမျိုးပုံကကျွန်တော်တို့ကလက်ပုံမခံနိုင်တာဆိုင်းနိုင်ငံရေးဆိုတာအဲ့လိုမျိုးပြင်ရတာပေါ့ကျွန်တော်တို့ဒီမှာနိုင်ငံရေးနိုင်ငံရေးကဒါမျိုးမရှိဘူးတော့ပြောလို့မရဘူးဒါပေမဲ့အချို့ဟာလေးတွေကဒါမျိုးပြင်နေရတော့လေနိုင်ငံရေးပါတီဆိုတာကိုယ်တိုင်ကြီးကိုဘယ်လိုပုံစံမျိုးနဲ့အချက်ပါမယ်ဘယ်လိုပုံစံမျိုးဘယ်လိုမူဝါဒနဲ့လူ့ရဲ့ဒီမှုစီးပွားဘဝတွေကိုပြင်တင်ပါမယ်ဆိုတဲ့အခါကိုပြောရတာ အဲ့ဟာကိုတကယ်ဆက်ဆံပြောပြီးလူလူရဲ့ကြောင့်စက်ကိုရအောင်ရှင်ပြောမှာလောက်ရမှာတိတ်တာအဲ့ဟာကိုမဟုတ်ဘဲနဲ့ဟိုဆန်လေးပြေးလိုက်ဒီလေးပြေးလိုက်တဲ့ဦးလေးကိုရလိုက်ဆိုတဲ့ဟာဒီပေါ်ကြတော့နိုင်ငံရေးမှာမဖြစ်တော့ဘူးနော်တကယ်ကို policy တွေကိုဟိုတိုင်းပြည်ပေါ်မှာထားတဲ့သဘောကနိုင်ငံရေး policy စီးပွားရေး policy စီးပွားရေး policy ရဲ့ဘာတွေရှိတယ်ဆိုတဲ့ဟာမျိုးလူတို့လည်းမြင်အောင်ပြောခုမားနေတဲ့ policy ကဘာတွေလဲဆိုတဲ့ဟာကိုခဏခဏစာပြနိုင်တဲ့ဟိုကျွန်တော်တို့က theory ကြီးပြောပြီးတော့လူတို့နားလျှောက်အောင်အရှင်းလင်းအပြတ်အစားဆုံးသူ့နားတွေကို တစ်ခါလေးရောက်သွားနိုင်အောင်ကြိုးနိုင်အောင်ပဲပေါ့နိုင်ငံရေးပါတီတွေဟာပြည်သူလူထုရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုကာကွယ်ဖြေရှင်းမပေးပဲရွက်ကပွဲကာလမဲလို့ခြင်းတဲ့အခါမှာမဲဆွယ်စည်းရုံးရေးစကားတွေပြောလာခြင်းအပေါ်လူထုကယုံကြည်မှုမရှိပဲဖြစ်လာကြောင်းနိုင်ငံရေးလေလာစောင့်ကြည့်သူတွေကထောက်ပြကြပါတယ်အလားတူရွက်ကပွဲကာလရောက်မှမဲဆွယ်စည်းရုံးတဲ့အနေနဲ့လူထုကိုစံစီတက်ဥတွေအပါအဝင်စားနပ်ရိက္ခာတွေပေးဝေခြင်းနဲ့မဲထည့်ဖို့စည်းရုံးနေတာကလည်းခိုင်မာသောမူဝါဒနဲ့ယက်တီချက်မဟုတ်ကြောင်းသူတို့ကထောက်ပြကြ ါပါတယ်။နိုင်ငံရေးပါတီတခုကပါတီနိုင်ငံရေးအတွက်ဆောင်ရွက်နေတဲ့ကာလအတွင်းမှာအလူအတန်းကလုတ်ခွင့်မရှိတော့ဘူးလားလို့ပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDB မှပြောရေးဆိုခွင့်ရှိသူဦးလာသိန်းကစီအန်အိုင်သတင်းဌာနကိုပြောပါတယ်။ဒီလိုစပယ်ရစုပြည်လိုက်ဆိုတာကဒါသူစုကနေတို့ပြရပါနိုင်ငံရေးပါတီတခုကပါတီနိုင်ငံရေးအတွက်ဆောင်ရွက်နေတဲ့ကာလတုန်းကအလူကအလုပ်ကိုမရှိတော့ဘူးလား ဗရာဟိဦးတဲ့ကျွန်တော်တို့လူကြီးတွေကကျန်ရှင်းတာလို့လို့လာပါတော့။ဥမာပုံရင်းပါရင်စိုးကျနေစိုးကျနေနေရတော့ဘူးလား။ကနိုင်ငံမဆရာမဟုတ်ဘူး။သူစီကနာလေးကဒီကူလေးအစ်တန်မျိုးသူကဒီကျတဲ့စီကနာလေးအစ်တန်မျိုးလုပ်ကိုမရတော့ဘူးလား။ဒါရီဦးတဲ့လူကြီးကနားလေသူလို့လူတာပေါ့။အဲ့ဒါလည်းပြောနေသူတွေကတော့လူကပြောရခက်တာပဲသူမျိုးမျိုးပဲလေ။ဉာဏ်လုံးကြီးနဲ့ကြည့်တဲ့သူကတော့အားလုံးကသူစိတ်ကြမှာဆိုတော့ကနိုင်မှုဖြစ်နေတော့ပေါ့။ နိုင်ငံရေးပါတီတွေအနေနဲ့အခြေခံစားတောက်ကုံတွေလှူဒန်းပေးခြင်းကကောင်းမွန်ကြ။ဒါပေမဲ့ရွေးကောက်ပွဲကာလကြာမှလှူဒန်းပြီးရွေးကောက်ပွဲအလွန်ကာလတွေမှာလှူဒန်းမှုမရှိတာကရိုးသားသောလှူဒန်းမှုလားအကျိုးဖြစ်ထွန်းမှလှူဒန်းခြင်းလားပြန်ကြည့်ဖို့လိုအပ်ကြောင်းနိုင်ငံရေးလေလာဆောင်ကြည့်သူတွေကပြောပါတယ်။အဲ့ဒီအပြင်နိုင်ငံရေးပါတီတွေဟာရွေးကောက်ပွဲကာလမဲဆွယ်ကတိကဝတ်တွေကိုကိုယ်စားလှယ်လောင်းဖြစ်တဲ့အခါမှာလက်တွေအကောင့်ထဲပေါ်ပေးမှုမရှိသလိုမိမိရှင်ပြိုင်ခဲ့တဲ့မဲဆန္ဒနယ်ကိုပြန်လည်ရောက်ရှိလာခြင်းတောင်မရှိသော ော့ကိုယ်စားလှယ်တွေရှိတဲ့အတွက်လူလူရဲ့ယုံကြည်မှုဟာနိုင်ငံရေးပါတီတွေအပေါ်ပျောက်ဆုံးလာခဲ့ပါတယ်မြန်မာနိုင်ငံမှာရွေးကောက်ပွဲအပိုင်း1ကို2025ခုနှစ်ဒီဇင်ဘာ28ရက်မှာကျင်းပမှာဖြစ်ပြီး2026ခုနှစ်ဇန်နဝါရီ17ရက်မှာတော့ရွေးကောက်ပွဲအပိုင်း1ကိုကျင်းပမှာဖြစ်ပါတယ်အဲ့ဒီနောက်ရွေးကောက်ပွဲအပိုင်း3အား2026ခုနှစ်ဇန်နဝါရီလနောက်ဆုံးအပတ်မှာကျင်းပသွားမယ်လို့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကနိုဝင်ဘာ10ရက်မှာထုတ်ပြန်ပြောကြားထား trabalhar